အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့အလွန်နာမည်ကြီးတဲ့ကိုရီးယားပေါင်မုံလုပ်တဲ့လုံလေးလေးပါ အတွင်းသားလေးတွေကလည်းနှုနှုညံ့ညံ့လေးနဲ့တကယ်ကိုအယတာရှိတဲ့ပေါင်မုံလေးပါနော်နာမည်ကြီးပြီးတော့အလွန်စည်းကြီးတဲ့ပေါင်မုံလေးလည်းဖြစ်ပါတယ်နော်ကဲကျမရဲ့အလွေတကူလေးလုပ်တဲ့လုံလေးလေးကိုချီးကျက်ရအောင်ဒါကတော့ထောပတ်ပါထမင်းစားစွန်လေးစွန်စာရှိပါတယ် ပြီးရင်တကြားထဲပါမယ်ထမင်းစားစွန်းသုံးစွန်းစားပါအားလုံးတမတော့အောင်လို့ဒီဆက်လေးနဲ့ကျမမွေထားပါမယ်အားလုံးတမတော်ပြီဒီလိုအနေထားလေးဆိုရင်တော့ရှာနေပါပြီနော် ဒီထဲမှာကြက်ဥနှလုံးကို ကျမဖောက်ထဲပါမယ်။ပြီးရင်စအနေငယ်ထဲပါမယ်။ပြီးရင်စောစောကားဆက်နဲ့ပဲကျမပြန်ပြီးတော့မှွေထားပါမယ်။အားလုံးတမသွားပြီဆိုရင်တော့စောစောကားတကြားရေထောပတ်ရေမှွေတဲ့အထဲမှာဒီလိုမျိုးဖြည်းဖြည်းချင်းစီထည့်ပြီးတော့ပြန်ပြီးတော့မှွေထားပါမယ်။ အခုဆိုရင်တော့အားလုံးတမတော်ပါပြီနော်ကြည်ပါဦးတကယ်ကိုစားချင်စရာလေးဖြစ်နေပါပြီဒီထဲမှာဂျုံမုတ်ကိုထည့်ပါမယ်ဒီစကားထဲမှာဂျုံမုတ်တစ်ခွက်ထည့်မယ်ပြီးရင်ပြောင်းကော်မုတ်ကိုလည်းထမင်းစားစွန်းတစ်စွန်းထည့်ထားမယ်ဒါကတော့ baking powder ပါလက်ဖက်ရည်စွန်းတစ်စွန်းပါ ဒါတွေအားလုံးကို စကားလေးနဲ့ဒီလိုမျိုးလှုပ်ထားပါမယ်။မုတ်သားလေးတွေကိုနှွနှညံ့ညံ့ကလေးဖြစ်သွားအောင်လို့စိတ်ရှိရှိနဲ့လှုပ်ထားဖို့တော့လိုပါတယ်နော်။အားလုံးပြီးသွားပြီဆိုရင်တော့ဆော့ဆော့ကတ်ဆက်နဲ့ပဲကျွန်မပြန်ပြီးတော့မွေထားပါမယ်။ အခုလိုမျိုးမုတ်သားလေးတွေအီအီကလေးဖြစ်နေပြီဆိုရင်တော့နှွားနို့ကို ထမင်းစားစွန်းနှစွန်းစာကိုထည့်ထားပါမယ်။ပြီးရင်ပူပြီးတော့ရတာရှိသွားအောင်တော့ဗနီလာကိုလက်ဖက်ရည်စွန်းတစ်စွန်းထည့်ထဲပါမယ်။အားလုံးကိုဒီဆက်နဲ့ပဲကျွန်မပြန်မွေထားပါမယ်။ အခုလိုမျိုးဆက်ရှိရှိနဲ့လှုပ်ထားတော့မုတ်သားလေးတွေကပူပြီးတော့နုနုညံ့ညံ့လေးနဲ့တကယ်ကိုအရသာရှိစေပါတယ်နော်အခုဆိုရင်တော့အဆင်သင့်ဖြစ်နေပါပြီကတ်မတော့အောင်လို့ထောပတ်နေငယ်ဖြန့်ထားမယ်ပြီးရင်ဒါလေးကတော့အပူခံ၁၉ပါနော်ဒါလေးကို ပြန်ပြီးတော့ခံထားမယ် ပြီးတဲ့ခါကျတော့ဒါကတော့အပိုင်းပိုင်းလေးလှုပ်ဆရာမလိုပဲနဲ့တခါတည်းလက်လက်ပပဖြစ်သွားအောင်ဒါလေးကိုလည်းခံထားမယ်ပြီးတဲ့ခါကျတော့စောစောကမုတ်သားလေးတွေကိုပလတ်စတစ်အိတ်ထဲမှာထည့်မယ်ပြီးရင်ဒီကြားထဲမှာညစ်ထည့်ပါမယ်အလုံးကိုဒီအတိုင်းပဲကျွန်မအကုန်လုံးထည့်ထားပါမယ်။ အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ဒါလေးကိုဒီလိုမျိုးခါထားမယ်ပြီးရင် oven ထဲမှာထည့်ထားမယ်350ဒီဂရီနဲ့ကျွန်မ18မိနစ်လောက်ကို ကျွန်မထားထားပါတယ်ကျမကျဒီတုတ်ချောင်းလေးနဲ့စမ်းကြည့်မယ်အခုဆိုရင်တော့ကြက်နေပါပြီနော်မီးဖို့ပေါ်ကနေခြာထားမယ်ပြီးရင်ဘန်းပေါ်မှာ အသားကလေးမှာထားပြီးတော့ထည့်ထားမယ် ပြီးတဲ့ခါကျတော့ပြောင်းပြန်လန်ထားမယ်စောစောကထားတဲ့အပူခံဆက်ကိုလေးကိုခွာထားပါမယ်ကဲကြည့်ပါဦးအမြောင်းလိုက်ရှိနေပါတယ်နော် ဒီအပေါ်ပိုင်းကိုအตาကလေးအရာလေးဒီလိုမျိုးလှုပ်ထားပါမယ်အခုဆိုရင်တော့အလွန်အရသာရှိတဲ့ကိုရီးယားပေါင်မုံလေးရနေပါပြီနော်ဒီတစ်ခုလေးကိုခြေပေါင်ဘေးဖက်လဲခြေပေါင်အလွန်အရသာရှိတဲ့ပေါင်မုံလေးပါအပေါ်ကနေဒီလိုဖြည့်ကြည့်တော့လဲအီအီလေးပါနော် အလွန်အလွန်ရတာရှိတဲ့ပေါင်မုတ်လေးပါ အတွင်းသားလေးတွေကလည်းနှုနှုညံ့ညံ့လေးနဲ့တကယ်ကိုအရတာရှိတဲ့လုံနည်းလေးပါနော်ဒီတစ်ခုလေးဆိုရင်လည်းပလတ်စတစ်ထဲမှာထည့်ထားပြီးတော့ဈေးကြီးကြီးနဲ့ရောင်းကြပါတယ်နော်အလွန်အလွန်ရတာရှိတဲ့ပေါင်မုတ်အီအီလေးပါကိုရီးယားပေါင်မုတ်လေးပါတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။ အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်